ောက်ဖြစ်တယ်ပရစ်လီလာကြတော့အင်္ဂလိပ်လိုလေးရေးထားလေးရှိပြီးတော့အမနုတိခေါ်ဘယ်နှခေါ်လဲဒီတောင်းလေးတောင်းမှာထားထားတွေ့တယ်ဆလာတော့ကြီးကမထွက်ဘူးအရင်ကအဲအင်္ဂလိပ်ကလည်းဆလာမသိဘူး ားလုံးပဲမင်္ဂလာပါမလိုက်ပါဒီနေ့ကတော့အမြဲတမ်းဖြတ်သွားဖြတ်လာဖြစ်နေကြပြီပြီးတော့မရောက်ဖြစ်တဲ့ဒလရဲကိုတွားချမှဖြစ်ပါတယ်ဆိုတော့ဒလကိုရောက်ဖို့အရင်ဆုံးပန်းစိုးရန်ကိုရောက်အောင်39စီးပြီးတော့6ထက်ရုံမှာဆင်းပါမယ်ရှင်6ထက်ရုံမှာဆင်းပြီးတော့ပန်းစိုးရန်စိတ်ကန်းကိုရောက်အောင်တွားပြီးတော့စီမှာဖြစ်ပါတယ်လိုက်ကြည့်ပေးကြပါဦးရှင် ဆိုတော့အဲပတ်စောရစိတ်ကန်းကိုရောက်ပြီဆိုရင်တော့ဝတ်သားတွေပေါ့နော်ရောင်းနေဝက်စီဘက်တို့ဝက်ခေါက်ကြိုးတို့ပေါ့နော်ဝတ်သားမစားရင်မရှိဘူးတော့ sorry ပါအသီးနှံနေလေးရှိပါတယ်ရှင်ရဲဆိုတော့ပတ်စောရစိတ်ကန်းကနေတင်မော့ပေါ်တက်ပါပြီပေမော့စီလို့ကြာချိန်ကတော့7မိနစ်လောက်ပဲရှိပါတယ်ကြာပြီတော့ပြီးတော့ခုချိန်ကလေစောင်းတွင်းစင်ရော်လေးလာပြီးတော့ခိုးတဲ့အချိန်ဆိုတော့လေစင်ရော်စာလေးကြီးကို ခရာကျော်ပေါ့နော်အဲ့ဒါလေးကြီးဝယ်ခဲ့ပါပေါ့နော်အဲ့တမောပေါ်မှာလည်းရောင်းတော့ရောင်းတယ်ဒါပေမဲ့ဈေးပူကြီးတော့ကိုယ့်အကိုဝယ်လာတယ်ဆိုရင်တော့မြင်များကျွေးလို့ရတာပေါ့တားချစ်ဖို့ပေါ့ဆိုပါလေကဲအခုပထမဆုံးရောက်ရှိတာတော့ကပ္ပအောင်ထန်းသာဓာတ်တိုင်စီဖြစ်ပါရဲ့ရှင်ဒီနေရာလေးကတော့ရှင်းရှင်းဝူးဝေးသွားနေကြမလို့ပေါ့နော်တင်မောနဲ့ဒလားပတ်ချမ်းရောက်တာနဲ့ရှင်းနာလေး9မိနစ်လောက်ဆက်လျှောက်သွားလိုက်တာနဲ့ရောက်ပါပြီ။အမြဲတမ်းကားနဲ့ပဲဖြတ်နေရတော့လေအထဲကိုတစ်ခါမှဝင်ကြည့်ဘူးတော့ ဒီခါတော့တေချာလေးဝင်ကြည့်လိုက်ပါဦးမယ်အတူတူလိုက်ကြည့်ပေးကြပါအခုကတော့နဝင်းပိုင်းကဘာအောင်ချမ်းသာဓာတ်တိုင်စီရီကိုရောက်ရှိနေတာပါဒလားမျိုးအဝင်ကောင်းဝင်းသားလေးပါပဲရှိလို့လူကလည်းလောကူသွားနိုင်မှာဖြစ်ပါတယ်အဲအဝင်မုတ်ဦးမှာတော့ရှင်သိန်းလက်ကောင်ဆောက်ရှောက်နေရပေါ့နော်အဝင်ကနေပြီးတော့လဝဲဘက်မှာကြီးလိုက်ရင်ဆိုရင်တော့ရှင်ဦးမကုတ်ကိုခါးမင်းကြီးဆောက်နေရ တွေ့ရမှာပေါ့နော်ပန်းလေးကြီးကတော့6နေပြီဆိုတော့ပန်းလေးလည်းလာလူလို့ရပါတယ်ပြီးရင်တော့အနောက်မှာထူးထူးခြားခြားပဲသုံးလူလေးနမင်းကြီးရေနက်ကွန်းပေါ့နော်အဲ့လိုပြောမှာပေါ့ရှိခဲ့ပြီးတော့အမားတို့ညနေနေနေနဲ့ဆောင်နေရှိပါသေးတယ်အာဒီတော့ဒီမှာကတော့တော့ခတ်ထားပါတယ်စဉ်တူတော်လေးရွာတော့တစ်စုရှိတယ်ပေါ့နော်နမဲနှစ်ပါးဆောင်ကြနေတယ် ဘုရားဝါရဒီတစုံပြောက်တော့သူကမစင်းစားပဲအရင်မယုံကြည်ပြန်ပြန်တိုက်တော့မှာတဲ့။အဲ့လိုစာရန်နေနဲ့ဒါဟိုအရင်တော့ tourist တွေလာကြတော့အင်္ဂလိပ်လိုလေးရေးထားလေးရှိရပေါ့ဒီမှာလေ။ဒီဘက်တလားအရင်ခေတ်ကောင်းတော့ tourist တွေတအားလာခေကြတဲ့နေရာကောင်းတစ်ခုပေါ့နော်။ဒီမှာရွှေချီးတော်နဲ့ရောစီရောပြီးတော့စီအစီအသေးလေးတစ်စုပဲရှိပါတယ်။စီရေစုတစ်သေးလေးတစ်စု။

င်းနေတော့ရှင်တီဝလိရှင်တီဝလိစူပေါ်တော့ဘူးမကြည့်နေရမှာဖြစ်ပါတယ်။ပန်းလေးကတော့တတော်နန်းနေခုနကဖျားဖူးကြီးတိတ်မလာကြတော့လေအဲ့လိုကြောင့်ထင်ပါတယ်။ဒီကမှာတော့ဆရာတော်ကြီးပေါ့နော်။ဘာဘုံကောင်ဘာမင်းကောင်ဆရာတော်ကြီးနကုံးပေါ်တော့နကုံးရှိပါတယ် ပြီးရင်တော့ဒီမှာကဘာကဘာအောင်ထက်လာတတ်တိုင်စီပြီးရောက်ပါပြီ။မကိုင်းကကောင်းလဲစောင့်ချက်ပြီးပြီးတော့ဖះကလည်းတော်တော်တက်ပဲပေါ့နော်ကဘာလုံးစီနဲ့စင်နေတာပဲကဘာလုံးစီလည်းမဟုတ်ပြအောင်ပေါ့။ကဘာလုံးပေါ်မှာသူကထက်တိုင်ထားတာပြီးတော့မှငကားစိမ့်နေငကားဝါနဲ့အထားပြီးတော့မစီတည်ထားတာပေါ့နော်။ဆန်းဆန်းလေးတည်ထားတာပေါ့။ ်ရှိရဲနောက်ဘက်မှာလည်းရှိအစူသေးလေးရှိတယ်နော်ဒီမှာဟောရှင်ပွားတော့ဒီစုပပလက်ချင်ရထားပါတယ်အထင်ပါအာဘဂံဖရာရေလိုလိုက်ရမျိုးလေးနဲ့ညောင်ပင်လေးသူပါလေပဏ္ဏတရားသာရှိနေရတယ်ရှင်ဒီမှာလည်းနမင်းနဲ့အာဘုရားမြတ်စွာဘုရားမွေးဖွားတော်မူတာပေါ့နော်အဲ့ဒါလေးကိုတေးဖို့ထားတယ် လူထုတစ်ခုလည်းရှိတယ်အနောက်မှာလည်းဈေးကြီးရှိပါတယ်အခြေတော်ရာလည်းရှိတယ်ပေါ့နော်တက်ကြည့်လိုက်ဦးမယ်ခြေတော်ရာတစ်ဆုပဲရှိပါတယ်ခြေတော်ရာနှစ်ဆုရှိတယ်ယူပွားတော့လေးဆုပဲခြေတော်ရာနှစ်ဆုရှိတယ်ဟိုဘက်မှာလည်းရှိတယ်ဟိုဘက်ကငကယုံဖျားကတော့ရေခမ်းလေးထဲမှာတည်ထားပါတယ်ဒီမှာတော့ငကားမင်းနေပတ်လဲပြီးတော့ညောင်ပင်ပြုတ် ပတ်ပြီးတော့ရုပ်ပွားတော့၄စုဖူးတွေ့ရမှာဖြစ်ပါတယ်ဒီဖလားမှာထူးခြားတာဇီဇီစုပတ်လဲပေါ့နော်အရှိန်နောက်တောင်ရောက်အတိပဲလေးခုဒါတော့မပြောတတ်ပါဘူးပြီးတော့အာမနုတိခေါ်ဘယ်နှခေါ်လဲဒီတောင်၄တောင်မှာထားထားတွေ့တယ်နော်ကဘာအောင်ချမ်းသာတတ်တိုင်းစီမှာထူးခြားတဲ့တခုပေါ့နော်ပြီးရင်ရုပ်ပွားတော့အစု ဒီရုပ်ွားတော့ရက်တော်မူရုပ်ွားတော့အစူကြီးပေါ့နော်အတူမရှိလာဘာမူနီကိုထမ်းမဲ့ဆိုဖရာကြီးရဲ့အိမ်မှာတော့ဇော်ကြီးနှစ်ပါးစောင့်နေပါတယ်ရှင်အော်ဒီဘက်မှာသူကဖရာចောင်းဆောင်နေရဲ့ဘေးမှာလေရုံလုံးကျွတ်ရုပ်စုတွေထုထားတော်တော်လေးရမြောက်တယ်နမင်းနေရောနှကားနေရောပြီးတော့ဘလူးကြီးပါပါတယ်ဘလူးကြီးအမတော်တော်လေးအတော့ဝင်နေပြီပါတယ် ပြီးရင်လောယူပွားတော့တဆူရှိပါပြီဖြစ်ခြေတုံးယူပွားတော့ထင်တယ်ရှက်တမလည်းမဟုတ်ဒီကြမ်းသိဟာဘောနော်ဒီမှာတစ်လုံးကိုထွင်းထားတာဆရာရှင်ရဲ့အောင်တော်မူအောင်ကြီးရှိပါဘောနော်ပြောရင်တော့အောင်ကြီးရှိပါကိုထွင်းထားတာတော်တော်လေးကိုလည်းအသက်ဝင်တယ်လို့ပြောရမှာပေါ့နော်အဲဒါတော့ဘာမှမရှိဘူးရှင့် တကယ်တော့တိကျမပြင်ထားဘူးဆိုတော့လေอืมเนี่ยก็สิ่งกลางป่ะชุดๆเฉยๆหมดบิดบะต้มมงซ้อมเนี่ยแล้วตะมีโหเลยทุ่นทุท่าด้วยอ่ะป่ะเนาะคุณน่ะด้วยได้ซีรีส์นี้ก็ชุฟ้งป่วยปีลงชันน่ะซีรีส์တော့ဖြစ်ပါတယ်ရှင်ဒီซีรีส์อสุเตรีကိုပြောတာပါ အလူခံပုံးနေပြီးတော့အလူခံတဲ့လူတွေဖျားဖူးတွေကလည်းမရှိသလောက်နဲ့တော့အေးချမ်းချမ်းလေးနဲ့ဖျားဖူးလို့ရရပေါ့နော်နေကင်းဘတ်ဆိုရင်တော့နေတအားပူလို့ထီးယူသွားပါမာလဲတတရရရေခံကြီးပေါ့နော်ဒလားမျိုးကိုပေးဝင်နေတဲ့ရေလို့ပြောရမှာပေါ့နော်ဒလားကတော့ရေချုံမထွက်ဘူးအရင်ခက်ကအဲကျင်းစာသိငဲ့တာဆိုလားမသိဘူးပြောကြတာပဲပေါ့နော်ပြောတတ်ဦးအတိကျတော့အဲအရင်ရေချုံမထွက်တာတော့ဟုတ်တယ် အားကြောင့်ဒီရေကိုင်းရရည်ပြီးတာတဲ့သူ့မြန်နေရှင်ဆိုင်မှာတော့ပြည်သူစေယုံကြည်ရှိပါတဲ့ရှင်လမ်းမရတော့ပြင်ထားတာပေါ့နော်အရင်တော့ဇလန်းလေးအချစ်စင်လေးအခုကတော့တော်တော်ကြီးကိုကျယ်ပြီးတော့ကွန်ကရစ်လမ်းအနေပြီးတော့လမ်းအလားပေါ့အဲ့လိုမျိုးလေးဖြစ်သွားပြီဆိုတော့အခုကဆယ်လိုက်ဝင်းနေအောင်စင်ရစီသွားမလို့ပေါ့နော်အရှိနားလေးပါပဲအဲ့မှာအဲ့အပင်လေးကြော်ရင်ရှောက်ပြီဒါပေမဲ့ဒီချိန်ဆိုစီကနေရစီကမရှိတော့တော့ဘူးတင်လေ ဒါပေမဲ့အရင်တော့ကတော့ဖြတ်သွားဖြတ်လာဆိုတော့ကိုကတော့ဝင်ကြည့်မလို့ဒါပဲရှိတာပဲတစ်စီကတော့ဒီတဲ့ကြီးကတော့မရှိတော့ထင်တယ်အဲဟိုမှာမျိုးနဲ့ဦးစီးမိုးရောက်မှနေကြပန်းလေးလှတာအခုမှထွေတယ်ခိ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 နေကြပန်းလေးတော်တော်လှတာပဲအောင်စီရဈေးကိုတော့ရောက်ပါပြီရှင်အဲ့လမ်းလေးတိုင်းဝင်သွားတာပေါ့နော် အထဲမှာဘာမှမရှိတော့လို့ဘာမှမရခဲ့ပါဒါကတော့ဒလတွန်တေးလမ်းမကြီးပါအဲ့ရသွားရင်ဘုညာဝန်ကုန်မှုသွားလဲအဲ့ဘက်ရောက်သွားတာပဲ ွန်းလေးသွားလဲအဲ့ရသွားတာပဲကိုချောင်းကောမှုဆိုရင်တော့ကဘက်လမ်းဆိုတာနေပြန်꿰ရတယ်ပေါ့နော်တွန်းလေးသွားရင်တော့ထည့်သွားတာဖြစ်ပါတယ်အဲဟောရာနေရတော့အမှတ်တရဗိုလ်ချုပ်ပန်းချံဖြစ်ပါတယ်တလားမြို့ရဲ့တခုတည်းသောပန်းချံပေါ့နော်မြို့လေခေါင်ကလို့ပြောရမှာပေါ့ဗိုလ်ချုပ်ကြေးရုပ်ကြီးလဲရှိပါတယ်ဗိုလ်ချုပ်ရုပ်ကြီးလဲရှိပါတယ်အဲ့ဒီမှာ မနက်ပိုင်းအခုကနေကပိုင်းလို့ပြောမှာပေါ့နေရလဲပုံတော့လေအဲ့လိုအချိန်ဆိုရုံးမကြောက်မိုင်းနဲ့နေဘူးလားလဲရှိတော့ဘူးမှမရှိဘူးအဲ့ဒါဟိုဟာဆိုရင်တော့ညနေဆိုရင်တော့တော်တော်လူစီပြစ်ကြမ်းတာပဲဒါပန်းဖြေကြလေလာဆော့ကြတဲ့ခလေးတွေကလည်းဟိုလူကြီးတွေဆိုလဲကစားအကစားလုပ်ဖို့နေရာလေးထားတာတော့အဲ့မှာလာပြီးတော့လေ့ကျင့်ရတယ်ပြီးတော့ဟိုလူငယ်တွေကြတော့လဲလာပန်းဖြေကြရပါတော့နော်တတရရလေးနဲ့အေးစစ်စစ်နေလို့ကောင်းတဲ့နေရာလေးပေါ့နော် ဒလာရဲ့လက်မှတ်စခုပေါ့ပြီးတော့ဒီမှာနီလာဓမ္မောင်းနဲ့အေးရဲ့အင်းဝဆိုင်ရှိတယ်ပေါ့နော်ပြီးတော့သူဒီကေမုတ်ရှိပါတယ်ကိမုတ်ပေါ့နော်ဒီဘက်သူ့ရဲ့မျက်နှာချိုင်မှာတော့ကမကစစ်စီဖြစ်ပါတယ်နိုင်စင်မရောက်ခင်နေရာလေးဖြစ်ပါရဲ့ရှင်နိုင်စင်ကတော့ထင်ကြရပါတော့လာရဲ့ဒါမှမဟုတ်အသီးရွက်တွေရဲ့တန်းကားတွေရဲ့ပြီးတော့ ဂလန်းတို့ပစုံမှုတွေလက်ဆက်တယ်ပေါ့နော်ဈေးနှုန်းကတော့ရန်ကုန်နဲ့တိတ်မတက်တာပါဘူးရှင်ဂလန်းလို့ပြောမလားလဲပစုံလုံးလို့ပြောမလားတော့မသိဘူးအဲ့ဒါလေးတွေကတော့တော်တော်လေးလက်ဆက်တယ်ပေါ့နော်အဲ့ဒါလေးဝေချတဲ့လူများတယ်တွေ့ရတာတော်တော်တော့ပစုံဝယ်လိုက်တာပေါ့နော်အဲ့ဒါတတောင်းနဲ့အကုန်တတောင်းနဲ့ဈေးစစ်ပြီးတော့ဝယ်လိုက်ပါရဲ့ရှင်ငားလဲတတ်ပါတယ်။မာကစစ်ဈေးမှာလဲဆိုင်ကြီးကကုန်နေတော့ ဒလကောင်းဝင်းနာဒုတ်ဆိုးဆိုင်မှာစားပါတယ်ရတာကောင်းပါတယ်မစိုးပါဘူးဆိုတော့စားပြီးတောက်ပြီးရမယ်ဇလားမျိုးကြီးကနေပြန်ပါပြီပေါ့နော်တင်မောကတော့တယောက်ကို200ကျပ်ပေးဖြစ်ပြီးတော့လိုင်းကားကတော့တယောက်ကို400ကျပ်ဖြစ်ပါတယ်ဆိုတော့အတော့ပြန်ဆိုရင်တယောက်ကို1200ရှိရင်သွားလည်လို့ရပါပြီဒလားမှာတော့နေပူတော့ထီးတို့အုတ်ထုတ်တို့တော့တေချာဆောင်သွားဖို့ရှင်ပြီးတော့ဇင်ရောလေးတွေတွေးဖို့ဇင်ရောစား ဘရားကြော်လေးယူလာခဲ့ဖို့မေးပါနဲ့ခွေးလေးလည်းရှိတတ်တော့ပေါမုံလေးယူသွားရင်လည်းဈေးမှာခွေးလေးခွေးလေးကိုကျွေးလို့ရရပါတော့ဆိုတော့တတပါတောက်ကြန်လေးကလည်းပြန်တွေ့မယ်